ရေးကြီးကြပါတဲ့ကံဘလူမအခင်ဥပတ်တို့စကြောင်းထုတ်လာတော့အင်အားတရာကျော်ပါတက်မ33တက်မအီကိုတိုက်ခိုက်မှုစကြောင်းစုဖွဲ့မှုပျက်စီးပြီးစကြောင်းမှုအပါဝင်စစ်သား90ဦးတေဆုံးပြီးစစ်သုံးဘက်55ဦးနဲ့လက်နက်ခင်ရများရရှိစကိုင်းတိုင်းကံဘလူမြို့နယ်မှာအခင်ဥပတ်တို့စကြောင်းထုတ်လာတော့အင်အားတရာကျော်ပါတက်မ33တက်များကိုတိုက်ခိုက်ခဲ့ရာစကြောင်းစုဖွဲ့မှုပျက်ပြီးစကြောင်းမှုအပါဝင်စစ်သား90ဦးတေဆုံးပြီး စစ်သုံးဖက်15ဦးနဲ့လက်နက်ခင်းရများရရှိကြောင်းစကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှတော်လိုင်းသတင်းရင်းမြစ်များကရန်ကုန်ကစ်တဲ့သတင်းဌာနထံသို့ပြောဆိုသည်။နိုဝင်ဘာလ12ရက်နေ့နနက်8:50မိနစ်အချိန်ကမ်ဘလူးမြို့နယ်ဝက်ဒိုးကြီးကစစ်တပ်ထိုင်စခန်းမှာအခင်ဦးမြို့နယ်ဘက်သို့အင်ရ102ဦးဖြင့်စစ်ကြောင်းထိုးလာသောတပ်မတ်33လက်အောက်ခံခက်လာရ113စစ်ကြောင်းကိုကမ်ဘလူးမြို့နယ်ရင်းတိုက်ရွာနီးတွင်တော်လိုင်းတပ်များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း။တိုက်ပွဲမှာနနက်7နာရီ45မိနစ်အချိန်ထိကြာမြင့်ခဲ့ပြီးစစ်တပ်ဘက်မှစစ်ကြောင်းမှုအပါအဝင်50ဦးတေဆုံးကြောင်းစစ်တုံးမ55ဦးကိုလက်နက်ခင်းရဲများနဲ့အတူဖမ်းဆီးရရှိထားကြောင်းသိရှိရပါတယ်။လက်နက်ခင်းရဲတေးစီရရှိမှုအနေဖြင့် MA1 နှစ်လက် MA3 နှစ်လက် MA4 တစ်လက် G3 ခုနှစ်လက် MA6 တစ်လက် MAN တစ်လက်ကာပိုင်၅လက် Slayer တစ်လက်၄လက်ဒရုန်းတစ်စင်း ဂျမ်ဘာအကြီးတလုံးပါဝါစတေးရှင်းတလုံးလပ်တော့တလုံး40မမပုံးတလုံးဤနာကသုံးလုံးလို့တင်းစီရခဲ့ကြောင်းသိရှိရပါတယ်။တိုက်ပွဲမှာစစ်ကြောင်းမှုငရဲရောက်သွားပါတယ်။တချို့တော်ဝက်စစ်ခွေးတွေကတော့ဝန်တိုးခွေးအထိုင်တဲ့ပြန်ဝင်သွားနိုင်ခဲ့တယ်။နာမခါကလည်းတက်လာတဲ့ဂျိုင်းရိုကော့ပတာ300စီရခင်းမျိုးကမ်ဘလူနေဆက်မှာနှစ်ကြိမ်လေးကြောင်းတိုက်ခိုက်ပြီးပြန်ခောက်သွားပါတယ်။အထီးကိမရှိပါဘူးလို့တော်လိုင်းတရင်ရေးမြများကပြောဆိုပါတယ်။ အစိုးရတိုက်ပွဲတွင်ကံဘလူခရိုင်ပကပကာကိုတိုက်နယ်ပကပကျောက်တိုင်ပကပရေငွမြို့နယ်လက်ယုံပကပခင်းပကပပီဒီယပလာဆစုဖက်တက်ခွဲတို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပဤကနအူးတိုက်ပွဲတွင်ထုတ်ပြန်ချက်တွင်လည်းကံဘလူခရိုင်ရှိဘူခရိုင်မြောက်တွင်စစ်ကြောင်းထိုးပြီးအကြမ်းဖက်လုပ်ရများလှုပ်ဆောင်နေသောစစ်တပ်စစ်ကြောင်းကိုယနေ့တွင်ကံဘလူခရိုင်ပကပထူးလှရှားတရင်ရေငွမြို့နယ်ပကပဒူဝန်ဖွဲ့ ရွှေဘုခရိုင်အမှတ်3တရင်ခင်ဦးအမှတ်25တရင်30နှစ်တော်လင်းရင်ရစုများကဂျားဖြတ်တိုက်ခဲ့ကြရစစ်တပ်ဘက်မှအထိနာပြီးစစ်သုံးဘက်နဲ့လက်နက်ခဲယံများတင်းစီရရှိကြောင်းတင်ထုတ်ပြန်ထားပါတယ်